အားလုံးပဲမင်္ဂလာပါ Scary Entertainment Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့ကျေးဇူးပြန်ဆက်တဲ့ဂရုံးတရေဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်အကြောင်းအရင်းစတဲ့ခင်ပါကျွန်တော်တို့ Channel ကို Subscribe လုပ်ရတဲ့ရင်လုပ်သွားပြီးအသစ်တင်တဲ့သိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီးပါလို့မျှတရခံကြပါတယ်ဟုတ်ကဲ့အကြောင်းအရင်းစတင်လိုက်ရအောင်ထမြက်တယောက်တိတ်ဆိတ်ငြိမ်သက်နေတယ်တော်ရင်းတနေရာမှာနိုးထလာပါတယ်သူ့ရဲ့ခန္ဓာကိုယ်မှာလည်း ဒဏ်ရာဒဏ်ချက်များရရှိထားတာကိုတွေ့ရပါတယ်။ဘယ်ကိုပဲကြည့်ကြည့်တောအုပ်နဲ့တောင်များကိုပဲတွေ့ရပါတယ်။ပြီးတော့မှသူမှတ်မိတော်တာတခုကမင်းညာကဟိုဘက်ရက်ကွက်ကလူမိုင်းကြီးကိုလူရှိနဲ့စောရူရူနှစ်ယောက်နဲ့ရန်ဖြစ်ခဲ့တာကိုသူမှတ်မိသွားပါတယ်။ထက်မြက်ကတယောက်တည်းဆိုတော့မနိုင်မင်းနဲ့တောထဲကိုဝင်ပြေးခဲ့ရပါတယ်။ပင်မန်းနွမ်းနေပြီးတော့သတိလစ်သွားတဲ့ထီပြေးခဲ့ရပါတယ်။ရန်ပွဲအတွင်းမှာရရှိခဲ့တဲ့ဒဏ်ရာများကလည်းသူ့ကိုအလွန်နာကျင်စေပါတယ်။ ဒါပေမဲ့အခုချိန်မှာတောထဲကထွက်သွားရင် အန်ဒီရဲ့ပုံများနိုင်ပါတယ်။ဘာလို့လဲဆိုတော့လူမိုက်တီကသူ့ကိုတွေ့ပါကထပ်မံပြီးတော့ရိုင်းနှက်ကြမှာအသေးကြပါပဲ။ထက်မြက်ကအားရင်မရှိတဲ့သူကဲ့သို့ရိုင်းတို့ရိုင်းတို့နဲ့ရှောက်သွားပြီးတော့ပုံးခိုရန်နေရာတစ်ခုကိုရှာဖွေလိုက်ပါတယ်။နောက်ဆုံးမှာတော့ဂူတစ်ခုကိုတွေ့လိုက်ရတဲ့အခါမှာတော့တိတ်ဆိတ်ပြီးတော့လုံခြုံတယ်လို့ထင်ရတဲ့အတွက်ကြောင့်ဒဏ်ရာများတက်တာလာတဲ့အထိဒီနေရာမှာခိုအောင်နေရန်ဆုံးဖြတ်လိုက်ပါတယ်။ ပြီးတော့မှတော်တဲ့ကထွက်ရန်နီလန်းရှောက်ဝေးမယ်လို့လည်းတွေးလိုက်ပါသေးတယ်။အဲ့ဒီညကသူကဒံယာများကြောင့်အလွန်နာကျင်နေပြီးညကလေးကဘာမှမစားကြသေးတာကြောင့်အလွန်ဆာလောင်နေပါတယ်။ဒါပေမဲ့လေဒံယာတွေကနာရာရောပင်မနှွမ်းနေနေတာရောကြောင့်မလို့အိပ်ပျော်သွားပါတော့တယ်။ညနှစ်တဲ့ခါမှာတော့တစုံတစ်ခုသောအညံဆိုးကြောင့်သူနိုးထလာပါတယ်။မျက်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ပိန်လီလာတဲ့ခန္ဓာကိုယ်နဲ့ အနီရောင်တောက်နေတဲ့မျက်လုံးများရှိတယ်။ထူးဆန်းတဲ့တရဝါကောင်ကသူ့ကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရပါတယ်။ဒံယာများကနာကျင်နေပြီးအစားလည်းမစားရသေးတာကြောင့်အာရင်ကုန်ခန်းနေပါတယ်။အဲ့လိုအချိန်မှာတရဲကိုဘလောက်ပဲကြောက်နေပါစေဦးထရက်ဖို့ပင်အင်အားမရှိတော့ပါဘူး။ဒါကြောင့်တရဲကိုအသက်ချမ်းသာပေးရမယ်။တောင်းမှန်ရုံမှတပါတခြားမတတ်နိုင်တော့ပါဘူး။မမလုပ်ပါနဲ့ဗျာကျွန်တော်ကဘာမှမလုပ်ပါနဲ့ကျွန်တော်ကြောက်လို့ပါအဲ့ဒီထူးဆန်းတဲ့တရေကို ရွာသူရွာသားတွေခေါ်ကြတာကတော့ဂရုံးတရေလို့ခေါ်ကြပါတယ်။၎င်းကတောတောင်တွေထဲမှာပုံအောင်နေတဲ့ပြီးတော့များသောအားဖြင့်အုပ်စုလိုက်နေကြတဲ့တရေတွေပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီတရေဂရုံးကထူးဆန်းစွာတကောင်တဲ့ကူထဲမှာအထီးကျန်စွာ နေထိုင်လာခဲ့ပြီးမှကြာမြင့်လှပြီးဖြစ်ပါတယ်။ဂရုံးတရေတွေကလေကဲ့သို့လျင်မြန်စွာပြေးနိုင်တဲ့တကူအစွမ်းရှိပြီးတော့အလွန်ရက်စက်တာကြောင့်အစွမ်းထက်တဲ့အောင်လန်းဆရာတွေကလွဲပြီးတော့ဘသူမှသူတို့ကိုမနှိမ်နှင်းနိုင်ပါဘူး။ ကရုံးတရေက သူ့ကိုအချိန်ကြာကြီးအစာမစားရသေးတဲ့တားကောင်တစ်ကောင်ကိုကြည့်နေတဲ့ကဲသို့စိုက်ကြည့်နေပါတယ်။အခုချိန်မှာတားကောင်ကဂူရဲကိုရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်လှုပ်ပေးစရာအကြောင်းမရှိတော့ပါဘူး။အဲ့ဒါနဲ့ကရုံးတရေက သူ့စီကိုတပြေးပြေးချင်းညီကက်လာနေပါတယ်။ထက်မြက်ရဲ့သွေးတွေကိုစုပ်ယူတော့မဲ့ဟန်လဲပေါ်နေပါတယ်။ဒါပေမဲ့ထက်မြက်ရဲ့လက်ချောင်းပေါ်မှာရှိတဲ့လက်စွပ်ကိုတွေ့လိုက်တဲ့အခါမှာတော့ချက်ချင်းရက်တန့်သွားပြီးတော့အဲ့ဒီလက်စွပ်ကိုအန်အော်တကြီးနဲ့စိုက်ကြည့်နေပါတယ်။ အဲ့ဒီနောက်သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ဒဏ်ရာများကိုလည်းကြည့်လိုက်ပါတယ်။ထက်မြက်ကကြောက်အားလန့်အားနဲ့အော်ဟစ်တော့မတန်ခံစားလိုက်ရပါတယ်။ကရုံးတရေကတော့ငါ့ကိုချက်ချင်းစားပြစ်တော့မယ်ဆိုပြီးတော့ကြောက်ရွံ့နေတာပါ။ဒါပေမဲ့မထင်မှတ်ထားတဲ့အရာတစ်ခုဖြစ်ပျက်သွားပါတယ်။ကရုံးတရေကသူ့ရဲ့ရှာကိုထုတ်ပြီးတော့ထက်မြက်ရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ဒဏ်ရာတွေကိုရှာနဲ့ယက်ပစ်လိုက်ပါတယ်။အဲ့ဒီနောက်ပျောက်ကွယ်သွားပါတယ်။ ထက်မြက်ကကရုံးတရေကသူ့ကိုဘာလို့မစားဘဲနဲ့အဲ့လိုလှုပ်ရတာလဲဆိုပြီးတော့အလွန်အံ့ဩသွားပါတယ်။သူ့ရဲ့ဒဏ်ရာတွေကိုအဲ့လိုလှုပ်တာကဘာရည်ရွယ်ချက်လဲဆိုတာကို तू မသိပါဘူး။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှထက်မြက်ကအဖြေကိုတဖြည်းဖြည်းသိလာပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ဒဏ်ရာတွေကတဖြည်းဖြည်းတက်တာလာတာကိုခံစားနေရပါတယ်။နာကျင်မှုကလည်းယော့နေလာတာကြောင့်လမ်းလျှောက်လာနိုင်ပါလေ။အဲ့ဒါကြောင့်အိမ်ပြန်ရန်အတွက်ဂူရဲကနေထွက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲ ဂူရှိယာကိုလူအများရှောက်လာတဲ့အတန်ကိုထက်မြက်တယောက်ကြားလိုက်ရပါတယ်။သူမပုံးရှောက်နိုင်ခင်မှာပဲညကရန်ဖြစ်ခဲ့တဲ့သူ့ရဲ့ရန်သူတွေဖြစ်ကြတယ်။လူရှိနဲ့စောတူတူနှစ်ယောက်ကသူ့ရဲ့ရှိမောက်ကိုရောက်လာကြပါတယ်။ဟဲ့ကောင်မင်းကဒီမှာပုံးနေတာလားငါတို့မင်းကိုအကြာကြီးလိုက်ရှာနေတာမင်းရဲ့ခြေရာတွေကသာမတွေ့ရင်ငါတို့မင်းကိုရှာတွေ့ဖို့ကခက်လိမ့်မယ်။ဒါပေမဲ့ငါတို့မင်းကိုတွေ့ပြီဆိုတော့မင်းကိုပြန်မလွတ်တော့ဘူး။မင်းကငါတို့ကိုအလစ်မှာချောင်းပြီးရိုက်ခဲ့တာ လူရှိနေစောရူတို့ကထက်မြက်ကိုတိုက်ခိုက်ဖို့ပြင်ဆင်နေစမှာပဲရုတ်တရက်ဂရုံးတရက်ကခုံထွက်လာပြီးသူတို့ရဲ့ရှေ့မှာပိတ်ချက်လိုက်ပါတယ်အဲ့ဒီချိန်မှာလူရှိနေစောရူတို့ကထိတ်လန့်သွားပြီးဂရုံးတရက်ရဲ့အကြောင်းမဲ့ဖွယ်သတင်းများကြောင့်သူတို့နှစ်ယောက်ချက်ချင်းရက်တန့်သွားပါတယ်ဒါဒါပါကောင်းလဲငါဖူးဖွားတွေပြောတာကြားဘူးတယ်ဒါကိုဂရုံးတရက်လို့ခေါ်တယ်ဂရုံးတရက်ဟုတ်လားဒါဆိုဒါတော်ထဲမှာနေပြီးလူတွေကိုစားတဲ့တရက်မဟုတ်လားကို ဟုတ်တယ်လေမင်းအစားခံကြလို့လားပြေးကြစို့သူတို့နှစ်ယောက်ကထက်မြက်ကိုပင်ဂယူမဆိုင်နိုင်တော့ပဲဂူတွေကနေအလျံမြန်ပြေးထွက်သွားပါလေကရုံတေးရဲကလည်းသူတို့နောက်ကနေပြီးအပြင်းထန်လိုက်နေပါလေသူတို့ဘလို့ပဲမြန်မြန်ပြေးပါစေကရုံတေးရဲကသူတို့ရဲ့နောက်မှာမှီအောင်လိုက်နေနိုင်ပါလေဘလို့ပဲပြေးပါစေကရုံတေးရဲကသူတို့ထက်ပိုပြီးမြန်နေပါလေနောက်ဆုံးမှာတော့သူတို့နှစ်ယောက်လွမြောက်ခြင်းမရှိတော့ပဲကရုံတေးရဲကသူတို့ရဲ့ရှေ့မှာပိတ်ရက်ပြီးသွားများကိုထုတ်ပြပြီးတော့ကြိုက်စားတော့မဲ့ပုံစံပေါ်နေပါလေ အဲ့ဒီအချိန်မှာပဲလူရှိနေဆိုးတို့တို့ကအသက်ချမ်းသာပြီးရန်တောင်းပန်ပြီးတော့သူတို့ရဲ့အသက်အစာတခြားတလေးဆိုင်ရဲ့အသားများနဲ့ပူဇော်ရန်ကမ်းလှမ်းပါတယ်ကျွန်တော်တို့မလုပ်ပါနဲ့ကျွန်တော်တို့တောင်းပန်ပါတယ်ကျွန်တော်တို့အသက်ချမ်းသာပြီးရင်၃လတစ်ချိန်တလေးဆိုင်အသားတွေကိုယူလာပြီးပူဇော်ပါမယ်ဘယ်တော့မှလည်းအငံမထားပါဘူးဟုတ်တယ်ဟုတ်တယ်အဲ့ဒီတလေးဆိုင်အသားတွေကကျွန်တော်တို့အသားထက်ပိုပြီးစားကောင်းပါတယ်ကျွန်တော်တို့ကိုလှုပ်ပေးပါကျွန်တော်တို့ကိုမယုံရင်ဒီမှာတစ္ဆာဆိုပါမယ်တောဆောင်နဲ့တောင်ဆောင်နဲ့တွေကိုတက်တည်ထားပါမယ် ကျွန်တော်တို့အစားအစာတွေပူဇော်ပေးပါမယ်ကျွန်တော်တို့ဂရိမတီရင်အန်ဒီဖြစ်ပါသေးခရုံးသေးရဲ့ကသူတို့ရဲ့ကံလန်းချက်များကိုစိတ်ဝင်စားသွားပါတယ်စိတ်ထဲမှာတော့တိတ်ပြီးမယုံကြည်ပေမဲ့တစ်ချိန်လောက်တော့အခွင့်အရေးပေးကြည့်ရန်ဆုံးဖြတ်လိုက်ပါတော့တယ်အเจ้าမှာလူသားများကိုစားရန်နှစ်ပေါင်းများစွာစောင့်ဆိုင်ရပေမဲ့တခြားတလိဆန်အသားများကိုစားရင်တော့သုံးလတစ်ချိန်စားရမှာလေနောက်ဆုံးတော့ကရုံးတရေကသူတို့ကိုအသက်ချမ်းသာပေးလိုက်ပါတယ် လူရှိနေဆောတူတို့ကလည်းကရုံးတရေကိုချောက်လန့်နေကြပြီမြဲနောက်ပိုင်းမှာတောထဲမှာတယောက်တည်းကျန်နေခဲ့မြဲထက်မြက်ကကရုံးတရေရဲ့အစာဖြစ်လာမယ်လို့တွေးပြီးစိတ်ထဲမှာချိန်တက်နေကြပါတယ်ဒါပေမဲ့မထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပြသွားပါတယ်ကရုံးတရေကထက်မြက်ကိုမစားရုံသာမကအန်ဒီရေကနေလေကဲတင်ပေးခဲ့ပါပဲလမ်းမှာကရုံးတရေကဝါးကြီးတောက်ထဲမှာရေထည့်ပြီးထက်မြက်ကိုတောက်စေခဲ့ပါတယ်ထက်မြက်က ကရုံးတရေက သူ့ကိုဘာကြောင့်ကူညီရတာလဲဆိုတာကိုနားမလည်နိုင်ပဲအလွန်အံ့ဩသွားပါတယ်။ဒါပေမဲ့ကရုံးတရေကစကားပြောလို့မရတာကြောင့်ထက်မြက်ကသူ့ရဲ့ခံစားချက်ကိုပဲပြောပြလိုက်ပါတယ်။ကျွန်တော်ကိုကယ်တင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်လည်းကုသကောင်းမှုတွေလုပ်ပြီးတော့အမျှတမ်းပေးဝေပါမယ်။ကရုံးတရေရဲ့ဘဝကနေမြင်မြန်လွတ်မြောက်အောင်ပါ။ကရုံးတရေကသူ့ရဲ့စိတ်ရင်းမှန်ကိုတည်ပြီးတဲ့နောက်မှာခေါင်းချင်းပြပါတယ်။အဲ့ဒီနောက်ဂူရဲကိုပြန်ဝင်သွားပါတယ်။နောက်ဆုံးမှာတော့ထက်မြက်တယောက် တော်တွေကနေဘေးကင်းစွာထွက်လာနိုင်ခဲ့ပါတယ်။သူအိမ်ပြန်ရောက်တဲ့ခါမှာတော့ဂရုံတရေအကြောင်းကိုသူ့ရဲ့အဖေကိုပြောပြခဲ့ပါတယ်။ထမင်းရဲ့ဖခင်ကသူငယ်စဉ်က တော်ထဲမှာတခြားရွာသားများကဲ့သို့တတော်ထွက်ပစ္စည်းများကိုရှာဖွေခဲ့ကြောင်းပြောပြပါတယ်။အဲ့ဒီချိန်မှာအောက်လန်းဆရာတို့ကတော်ထဲမှာရှိတဲ့တရေများကိုလိုက်လံဖမ်းဆီးနေပါတယ်။ဂူထဲမှာရှိနေတဲ့ဂရုံတရေကိုလည်းဖမ်းဆီးပြီးခိုင်းစေရန်စူးစမ်းနေပါတယ်။အဲ့လိုမျိုးအောက်လန်းဆရာက ကရုံးတရဲကိုမော်ပညာနဲ့တိုက်ခိုက်နေစင်မှာပဲသူကအဲ့နေရာကိုဖျက်သွားပြီးအဖြစ်ပြက်ကိုတွေးလိုက်ရတဲ့အတွက်ကြောင့်ကရုံးတရဲကိုကဲ့တင်ရန်အလင်းမြန်ကူညီခဲ့ပါတယ်အောက်လန်းဆရာရဲ့စီးကိုပြက်ပြယ်စေခဲ့ပါတယ်အဲ့ဒါကြောင့်ကရုံးတရဲလည်းအသက်ချမ်းသာရာရခဲ့ပါတယ်အဲ့ဒီအကြောင်းကြောင့်မို့လို့ကရုံးတရဲကထက်မြက်ကိုကူညီခဲ့ခြင်းဖြစ်နိုင်ပါတယ်အကြောင်းမှာသူ့ရဲ့ဖခင်ကကရုံးတရဲကိုကဲ့တင်ခဲ့မှုတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ထက်မြက်က သူ့ရဲ့ကျေးဇူးရှင်ရဲ့အဆက်အနွယ်ဖြစ်နိုင်တယ်ဆိုပြီးတော့ဂရုံးတရေကယုံကြည်ပါတယ်အเจ้าမှာထမြက်ဝတ်ဆင်ထားတဲ့ဖခင်ရဲ့လက်စွပ်ကိုတွေ့လိုက်တော့ကြောင်းဖြစ်ပါတယ်ဒီလက်စွပ်ကအထူးမှယူထားတဲ့မိသားစုလက်စွပ်ဖြစ်ပြီးထူးခြားတဲ့လက္ခဏာများရှိပါတယ်ဒါကြောင့်ဂရုံးတရေကဒီလက်စွပ်ကိုဝတ်ဆင်ထားတဲ့သူကကျေးဇူးရှင်ရဲ့သားစဉ်မျိုးဆက်ဖြစ်နိုင်မယ်လို့တွေးခဲ့ပါတယ်ဒါကြောင့်သူကထမြက်ကိုအသက်ချမ်းသာပေးပြီးတော့ရန်သူများရဲ့လက်ကနေလည်းကယ်တင်ပေးခဲ့တာပါ ဂရုံးတရေကကျွန်တော်ကိုဒံယာတွေတောင်ကူတာပေးခဲ့တယ်အဖေဒံယာတွေကအံ့ဩစရာကောင်းအောင်မြန်မြန်ပြောက်သွားတယ်အေးဂရုံးတရေရဲ့သတွေကစေးတမျိုးလို့ပြောကြတယ်ဒံယာတွေကိုအမြန်ပြောက်စေတဲ့အစွမ်းရှိတယ်ဂရုံးတရေရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့သတွေကြောင့်ခန္ဓာကိုယ်ကလည်းမာကျော်ပြီးမဖြည့်ဆည်းနိုင်ဘူးလို့ပြောကြတယ်လေဒါကြောင့်သူ့ကိုနှိမ်နှင်းမဲ့အောက်လန်းစရာကလည်းတော်တော်လေးတော်မရတာတကယ်တော့ကျွန်တော်ကအဖေကိုပို့ပြီးယေရှုတင်ရမှာပါအဖေရဲ့ကုသိုလ်ကောင်းမှုကြောင့်ကျွန်တော်အသက်ချမ်းသာရရခဲ့တာ အဖေသာကရုံးတရဲကိုမကူညီခဲ့ရင်အခုချိန်မှာကျွန်တော်ကကရုံးတရဲရဲ့အစားအစာဖြစ်နေလောက်ပြီအဲ့နောက်ပိုင်းမှာတော့ထက်မြက်ကကရုံးတရဲအတွက်ကုသိုလ်ကောင်းမှုများပြုလုပ်ရန်တဲ့တီလာဆောက်တည်ရန်ဖခင်နဲ့တိုင်ပင်ခဲ့ပါတယ်အနည်းဆုံးတော့ကရုံးတရဲကကုသိုလ်ကောင်းမှုများအမျှရရှိပြီးတော့တရဲဘဝကနေမြန်မြန်လွတ်မြောက်နိုင်မယ်လို့မျှော်လင့်ခဲ့တာပါလူရှိန်းနဲ့စောတူတူတို့ကတော့ကရုံးတရဲကိုပေးမယ်လို့ဂရီပေးထားတဲ့တလေးဆန်သားများကို၃လတစ်ချိန်ပေးရန်ဂရီမတီခဲ့ကြပါဘူး ဒါကြောင့်သူတို့ကအကြောင်းရင်းမရှိဘဲနဲ့ပြင်းထန်စွာဖျားနာလာပြီးယူသွတ်သူများကဲ့သို့အမြင်အာရုံတွေပါဝေဝါးလာပါလေအကြောင်းကတော့သူတို့ကတောအလင်မှာသစ္စာဆိုခဲ့တာကြောင့်တောဆောင်နဲ့တောင်ဆောင်နဲ့များကသိရှိပြီးတော့အပြစ်ပေးခဲ့ကြခြင်းကြောင့်ဖြစ်ပါတယ်။တင်ရောကရုံတည်းရဲတကယ်ရှိတယ်ဆိုတာယုံကြည်ပါသလား။ဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီရင်ဆက်နေမှုကိုဒီမှာပဲရန်အောင်ခင်ပြပါခင်ဗျာ။ကျွန်တော်တို့စီရင်ဆက်တာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအတစ်တန်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီးပါလို့ပြတဲ့ရခင်ကြပါတယ်။ ားလုံးကိုကျေးဇူးတင်ပါတယ်